ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ပေါ့လူမျိုးတူချင်းပဲလက်ထပ်ထိမ်းရမယ်ဆိုတဲ့အပေါ်မှာလက်ခံလားလက်မခံလားဘယ်လိုမြင်လဲပေါ့နော်မျှဝေပြီးသွားပါအောင်ဆိုပြီးတော့ဒါတင်လိုက်တဲ့အခါမှာပေါ့နော်ဒီ Sincere BB ဆိုတဲ့အကောင့်ကနေပြီးတော့သူကအာ ီ post ကို share ပြီးတော့ဗောနော်သူ့ရဲ့ဟိုအမြင်လေးကိုရေးထားတာဗောသူဆိုရင်မွေးကလေးအကိုပလင်းခံရတယ်ဗောနော်အာအပြစ်တင်ခံရတယ်ဗောဘာလို့လဲဆိုတော့အဖေကလူမျိုးမတူတဲ့အမေနဲ့လက်ထပ်ခဲ့လို့ဗောနော်ပြီးတော့သူတို့အဖေတို့မောင်နှမတွေမှာဆိုရင်လည်းအားလုံးကဒီမိဘသဘောတူတဲ့သူနဲ့ပဲလက်ထပ်ရတယ်ပြီးတော့သူတို့မောင်နှမတွေကသွေးနှောမှုလို့အမြဲတမ်းဒီပလင်းခံရတယ်ပြစ်တင်ခံရတယ်ဗောအမားတစ်ခုလုံးမင်းအောင်မှဒါသူ့မိဘကလူမျိုးနဲ့တူလို့ဘာညာပြောခင်ရမျိုးရှိရပါတော့။အဒီပေါ်မှာဟိုမှတ်ချက်လေးပေါ့လူတူရှင်းလေးပေးပေးပါလားဟုတ် ပတ်ဝန်းကျင်ကနေကွာလူမျိုးခြားကိုယူတဲ့အချိန်မှာအထူးသဖြင့်ကျမတို့ဆီမှာဆိုလဲရှိရပေါ့နော်တချို့အာလူမျိုးခြားကိုယူတဲ့အချိန်မှာလုံးဝလက်မခံနိုင်တဲ့ဘိုင်းပေါ့နော်အာလုံးဝလက်မခံနိုင်ဘူးအာတဘောကိုမတူဘူးဥပမာဆယ်နေအဲ့တရားနဲ့ယူရဆင်အင်တာဘလဲမင်္ဂလာလဲမင်္ဂလာပွဲလဲမလာဘူးဆိုတော့ဟာမျိုးတွေအထိရှိတယ်ပေါ့နော်ပြီးရင်ပတ်ဝန်းကျင်ကနေခွဲခြားတာကလည်းအနည်းနဲ့အများတော့ရှိမယ်လို့ကျွန်မမြင်တယ်ပေါ့နော်ဘာလဲလို့ဆိုရင် အဲကျမတို့ဆိုရင်တော့ဥပမာဆိုရင်ဒီခုနပြောသလိုပဲလူမျိုးနှစ်ခုဖြစ်တဲ့အာနှစ်ခုဖြစ်သွားပြီပေါ့နော်ဒီဥပမာဆိုကချင်ကတခြားဥပမာနဲ့အာမြန်မာနဲ့ယူလိုက်တယ်ဆိုပါဆိုဆိုတော့အာ culture ကလည်းမတူဘူးဖြစ်သွားတယ် culture ကလည်းမတူဘူးပြီးရင်နောက်တစ်ခုကဘာသာရေးဆိုရင်လည်းနည်းနည်းတော့ဟိုဟာအာ တိတ်တော့မတူတဲ့အပိုင်းတော့ရှိမှာပေါ့နော်။ဘာလို့လဲဆိုရင်မြမမဆိုရင်တော့များတော့ဖခင်ဗုဒ္ဓဘာသာများတယ်လीနော်။ဆိုတဲ့အခါကျတော့ဒီအပိုင်းမှာပြင်ဥပမာဆိုကလေးတွေအနေနဲ့ကြာတော့ဘလို့ပြက်တလာတွေကြုံရလဲဆိုတော့ဥပမာဆိုဖခင်အကြောင်းပဲလိုက်ရမလား။ဘုန်းကြီးအကြောင်းပဲလိုက်ရမလားဆိုတဲ့ဟာမျိုးပြီးရင်ဒီဘလို့ပြောမလဲသူတို့ရဲ့ခံစားရတဲ့အပိုင်းတွေတော့ရှိလာမယ်လို့ထင်တယ်ပေါ့နော်။ဒါတော့ရှိရမှာတော့များတာပေါ့နော်။တီးရဟိုပေါ့ကျွန်တော်တင်ငယ်ချင်းတယောက်ပေါ့နော်သူကသူဆိုရင်အဲ့လိုသူမိဖရယ်ပေါ့နော်သူမိဖရယ်ဆိုရင်ဟိုလူမျိုးခြားနဲ့ယူတာပေါ့ဗျာ ူမျိုးရှာနဲ့ယူရယ်ဟိုတူမီဖားတွေကနေပဲဆင်းသက်လာတယ်ပေါ့နော်ဆင်းသက်လာပြီးတော့အဲ့မှာဟိုတာသမီရမွေးရယ်မွေးတဲ့အခါကျရင်သူကဘာလုပ်လဲဆိုရင်အဲ့တာသမီတွေကိုဘေဘာသာကိုးကွယ်မလဲသူတို့ကသူကိုယူခိုင်းလိုက်တယ်ဆိုတော့အမေဖက်ကိုကိုးကွယ်မလားဖေဖက်ကိုကိုးကွယ်မလားသူတို့ဟာသူကိုးကွယ်ရပါတော့ဆိုတော့အဲ့မှာအဲ့တာသမီရအကုန်လုံးမှာတက်တက်ကနောက်ထပ်ဘာသာတစ်ခုကိုးရယ်ဗျာနောက်ထပ်တစုတွေကအခြားဘာသာကိုးရယ်ဆိုပေမဲ့အဲ့ညမှာဒီ blink ခံရတာမခံရကြဘူးဒီလိုဟို အဲ့ဆွေမျိုးတွေမှာဗျာရှင်းရှင်းပြောရမယ်ဆိုရင်ဒီမီတာစုကစီးပွားဘယ်လောက်ဖြစ်တယ်ဆိုရပုံဒီမီတာစုကစီးပွားကျရတယ်ဟိုကောင်ဟိုဘက်ကအုပ်စုကဘလိမ်းပါပဲတကယ်ဆိုတော့သူကအမြဲကြိုးစားနေရတယ်ဗျာဆိုတော့အဲ့ဒါကိုခုလို့ရှိရင်နောက်ပြီးရင်အဓိကအဲ့မတူအဲ့လိုမျိုးကိုေးကြတဲ့နေရာမှာခွေးချတဲ့နေရာမှာဆိုရင်ကျွန်တော်သိရဆိုရင်များသောအားဖြင့်ဗျာဟိုမင်္ဂလေးတွေ ਆ လေအဲ့လိုမျိုးတောယူရယ်ဆိုရင်ပိုပြီးခွေးချတယ်ယောက်ျားလေးကြီးအဲ့လိုမဟုတ်တခါတည်းကျရင်ရောနေရောရှိရပြောတကယ်ဟိုကဒီဖဲရောကမင်္ဂလေးကို ဒီဖဲရောအကောင်လေးကလာပြီးပူပန်းပြီဆိုရင်လေအဲ့ဒီဒီရောအကောင်ရဲ့ရောငါ့ရောမလာနိုင်ဘူးငါ့ရောအကောင်လေးလာမပူပန်းနေသေးတယ်ဆိုတော့ဒီဖဲရောအကောင်လေးကဟိုဖဲရောမင်္ဂလိပူပန်းလာကြတော့အဲ့ကောင်လေးကိုကြမပြောဘူးပြန်တည်တယ်အဲ့မင်္ဂလိကိုမင်္ဂလိကိုကြသူကတဝန်တွေ့ရအဲ့လိုယူရလေရှိတာဒါလည်းလူဖွဲ့စီမှာနော်မင်္ဂလိကအမြဲနာတဲ့ဘက်ကယောက်ျားလေးကတားတဲ့ဘက်ကဆိုတဲ့ဟာမျိုးတော့ခွင့်ချရတာကျွန်တော်ပြောတယ်လို့ပေါ့လေအဲ့လိုဟိုသူကဒီအဖေဖက်ကိုမျိုးလိုက်တယ်ပေါ့ဗျာဆိုတော့ သူကအဖေဘက်ကိုမျိုးလိုက်တော့အဲသူကမင်းကလေးပါသွားတယ်ဆိုရင်သူတို့မျိုးမျိုးဆုံးရှုံးတယ်ဆိုပြီးတော့ခံယူတာနေမှာပေါ့အဲ့တော့သူကလက်မခံဘူးကြတဲ့ရတယ်